မင်္ဂလာပါတတင်းကျွလာပြင်းနေ့မင်္ဂလာခါသမယဖြစ်ပါတယ်တတင်းကျွလာပြင်းနေ့ခါသမယကျွန်တော်တို့ငယ်ငယ်တုန်းကစိုးခဲ့တဲ့စာလေးပေါ့တတင်းကျွပြီးမိုးလေကင်းလွတ်တော်မီမိဘုံပြန်လွတ်ကြရအောင်ဆိုကျွန်တော်တို့ငယ်ဘဝတုန်းကမြန်မာသားတင်းညွှန်တန်းထဲမှာပါတဲ့စာလေးကိုမှတ်မိပါတယ်ဝါရကင်းလွတ်တတင်းကျွရောက်တဲ့ခါမှာကျွန်တော်တို့ငယ်စဉ်ကဆွန်လွတ်ကြတယ်မိဘုံပြန်နေလွတ်ကြတယ်เนาะပြေလွတ်ဆော်ပျော်တယ်ပေါ့ဗျာကျွန်တော်တို့လူငယ်တွေအဲ့ဒါအချိန်ခါလေးပျော်စရာရွှင်စရာအချိန်နေနဲ့ယဉ်ကျေးမှုဒလေထုံးတန်းနေနဲ့စားဖို့တောက်ဖို့လေလူငယ်တွေဆိုပေါ်တယ်လေ ျွန်တော်ကြည့်လိုက်တော့ရဒီတာတွေမုတ်တွေလောက်ကြတယ်လေစတုဒီတာတွေကျွေးကြတယ်လေဒါကြောင့်ကလေးတွေပြောတယ်ရရှိချိန်ကြီးလည်းပြောပါတယ်အသက်ကြီးလာတဲ့ခါကျတော့တင်းကျွတ်လာပြနေရထူချမှုကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားတွေကနော်တရားရူတရားမြတ်တွေလေဒီနေ့ဒီမှာဟောပြီးတော့သင်္ကေတနဲ့ကိုပြန်နေပြန်ကြွတဲ့အချိန်ခါကာလမှာစီမီပန်းတွေနဲ့ပူဇော်ကြတယ်အဲ့ဒီဒီနေရာလေးမှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့လူငယ်တွေညီငယ်တွေကျွန်တော်ကြည့်တယ်မနေ့ကဆိုရင်ကျွန်တော်တင်းတပုတ် ကြည့်လိုက်တယ်ပဲဦးသိမ့်မြတ်ဆိုတဲ့လူလားသူပြောတဲ့စကားကြောက်ဖို့ကောင်းတယ်လူငယ်တွေနာအတိညာမဲ့သူတွေနာကိုစိတ်ခတ်တာဒီပုဂ္ဂိုလ်ဘယ်လိုပြောလဲဆိုတော့တော်လိုင်းရတဲ့မုတ်ချအောင်ရမှာတေချာတယ်အောင်မှာတော့တေချာတယ်တေချာပြီမဲ့လေဒီတိုင်းဆက်သွားနေလို့တော့မရဘူးတဲ့ဒီတိုင်းဆက်သွားနေလို့ရှိရင်၅နှစ်လေးကြာသွားနိုင်တယ်နှစ်90လေးကြာသွားနိုင်တယ်အောင်လာတော့တေချာပေါ့အောင်မယ်ဆိုတော့တကယ်ရုံမာတဲ့စိတ်နဲ့တကယ်အောက်တန်းကြတဲ့စကားဗျာဘာလို့ဘာဖြစ်လို့လဲဆိုတော့အနည်း90အထိ तू ကနားစိတ်ခတ်ပြီးကလေးတွေကိုဂျင်းဆက်ထဲဦးမှာ သူတို့ပုံစံအောက်မှာတင်နေ90တက်ကြာဝါနိုင်တယ်မအောက်မှာတော့မပူနဲ့အောက်မှာတေချာပေါက်အောက်မှာဒါပေမဲ့9နှစ်လည်းကြာဝါနိုင်တယ်နှစ်90လည်းကြာဝါနိုင်တယ်ရရစတဲ့သူ့အသက်ကြီးတော့အခု60 90သူ့အလွန်ဆုံးနေရာမှာ20ပေါ့တေတော့မှာဟုတ်သူပေးသွားတာတော့မှာအခုသူကပေးခဲ့သေးတယ်ဗျမျိုးဆက်တွေကိုအသိဉာဏ်နှုံနေတဲ့ကလေးတွေကိုလမ်းလမ်းမှန်ပေါ်တင်မပေးခဲ့ဘူးဒီလူဦးသိမ်းမြတ်ဆိုတဲ့လူတော်တော်ဆိုးတယ်ဗျစိတ်မကောင်းပါဘူးကျွန်တော်ပုံကိုကြည့်မနေ့ကသူ့သူ့ကိုကြည့်ဩလို့ဒီလောက်စိတ်သက်တွေအောက်တန်းစားဆန်လိုက်ပြီလားဘာဖြစ်လို့ဒီလောက်တောင် သူ့မြန်မာလူမျိုးမြန်မာလူငယ်တွေကိုတည်စီခြင်းနေတာလေအဲ့တော့ကျွန်တော်ကဘာတရိယာလဲဆိုတော့ဥပ္ပောဦးနဲ့ဘိုးတော်ဦးဝိုင်းနဲ့ဟာဇလန်းလို့ပေါ့တနေ့တနေ့စင်ပြူတော်ကြီးတွားကြည့်တယ်စင်ပြူမဲတဲ့စင်ကြီးကိုစင်ပြူတော်လို့တွားကြည့်တာဘိုးတော်ဦးဝိုင်းကခဏခဏမူစင်ကျင်လက္ခဏာနဲ့ပြည့်စုံတဲ့ပုံကိုယ်တွေစင်ပညာရှိတွေတွေ့တော့လေဒီစင်ကစင်ပြူတော်မဟုတ်ဘူးမဖြူနိုင်ဘူးဒါပေမဲ့ကြောက်ပြီးတော့ဖြူမှာပါဖေဖြူမှာပါဖေချောက်ပြောရတာပေါ့ဗျာနောက်ဆုံးကျတော့တခါတဲ့ပြောရဲဆိုရဲမောင်ပေါ်ဦးကိုမေးတာပေါ့ ဟုတ်ဘောငါ့ငဘောဦးတဲ့မင်းဒီငါ့ရဲ့ယတနာစီဖြူတော်ကြီးဒီအောင်ကနေဘယ်တော့ဆွတ်ဆွတ်ဖြူမလဲကွာလေဟာလာပဲအနှစ်60ကျရင်ဆွတ်ဆွတ်ဖြူပါမယ်ဘုရားတော်ဘယင်းကဝမ်းတာွားတယ်ဝမ်းတာွားလို့စင်ပညာရှိတွေကဘယင်းပြန်ကြွားွားတဲ့ခါကျတော့ဟာပို့ဦးခမရဘာလို့ပြောတာလဲ ဒီစီရဆင်ပြူတော့မဟုတ်ဘူးဘလုံးကမပြူနိုင်ဘူးလေဆိုဟဲ့ဖြူတာမဖြူတာမတူလာမဲ့2 90ကြာကျောင်း तू လဲဘရင်လဲတည်မှာပဲငါတို့မင်းတို့လဲမရှိတော့ဘူးရှင်းကျင်တယ်ရှင်းဖြစ်ကျင်တယ်ဖြစ်လောလောဆယ် तू စိတ်ချမ်းသာဖို့အရေးကြီးတယ်ဆိုတာဥပုံဦးနဲ့ဘိုးတော်ဦးဝိုင်းလို့ဖြစ်နေတယ်2 90ကြာအောင်နာတော့တည်ကြတယ်2 90ကြာကြာသွားနိုင်တယ်ဆိုတော့ကလေးတွေကိုခမားတို့ကအနည်း90ကြာဒုက္ခတွေနဲ့ပို့ကျင်သေးတာလားကျွန်တော်မင်းကကျွန်တော်ပို့ထားတဲ့ message ကြီးပေါ့ messenger တွေကတက်တော့ message ကိုဖတ်ကြည့်တဲ့အခါမင်းပြောတာတွေအကုန်ကောင်းပါတယ်တဲ့ဒါပေမဲ့မင်းစစ်ကောင်စီကိုမဝေဖန်ရဲဘူးတဲ့ သူကဘာဖြစ်ချင်ချင်လဲကျွန်တော်နိုင်ငံတော်ဆိုရနဲ့ကျွန်တော်တို့လည်းရန်တိုက်ပြီးတာနိုင်ငံတော်ဆိုရကိုအောက်တန်းသားစကားတွေပြောရမှာလားမပြောနိုင်ဘူးဗျကျွန်တော်တို့ကအဲ့လိုလူတွေလည်းမဟုတ်ဘူးဗျအဲ့လိုလူတွေမဟုတ်ဘူးကျွန်တော်တို့ကကိုတိကိုတက်ပြောတဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ပြောနေတဲ့စကားလေးတွေတော့ခင်ဗျားတို့ critical thinking ကိုယ်တိုင်တွေးဆိုပြီးပြောတဲ့စကားပဲရှိတယ်ကျွန်တော်တို့ကကိုယ်တိုင်တိဖို့မြင်ဖို့တွေးနိုင်ဖို့ပဲပြောတာခင်ဗျားတို့ကိုကျွန်တော်ရှင်းပြမယ်အဲ့လိုရေးတဲ့လူတွေကိုလက်ရှိနိုင်ငံတော်အစိုးရပေါ့တပ်မတော်အစိုးရဘာတာဝန်ယူထားလဲခင်ဗျားတို့သိလား အခြေခံဥပဒေရဲ့ပေးထားချက်အရအရေးကြီးဆုံးတာဝန်နှစ်ချက်ကိုသူယူထားတယ်။လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်။ပြည်သူလူထုလုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်နံပါတ်1သူတို့ရဲ့လုပ်ငန်းစဉ်ပဲ။ခင်ဗျားအဲ့ဒီလုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စတွေမှာခင်ဗျားသွားမစွတ်ဖက်နဲ့ဝေဖန်တဲ့ကောင်တွေ။အငါကတော့စစ်တပ်တောက်ခံတာပဲတပ်မတော်တောက်ခံတာပဲအစိုးရတောက်ခံတာပဲဆိုပြီးအဲ့ဒီကိစ္စတွေကိုဥဆုံးပက်ကသွားမပြောချနိုင်မရဘူး။လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်ကိုယူထားတယ်။ဒါကြောင့်ခင်ဗျားတို့တိတယ်ဆိုတာ ခင်ဗျားတို့ကျွန်တော်တို့အခုဒီဒီ TikTok ဘောလို့ Facebook ဘောလို့ကဒီဒီရှောက်ပြောနေတယ်ခုဖင်လန်းအကောင်လို့အင်္ဂလန်းအကောင်လို့ရှောက်အလက်ခါစကားတွေဘာမှဟုတ်တဲ့ကောင်တွေမဟုတ်ဘူးအေးရစကားတွေမဟုတ်ဘူးအခုစပြေးလောက်ရတဲ့ကောင်တွေဘိုးကြီးစင်နေဘုံမှုစင်နေလေဘာဒီအကောင်တွေစင်အဲ့ဒါတွေတိလောက်တဲ့အနေထားလည်းမရှိသေးဘူးနောက်စပြေးတွေမတိလောက်ဘူးလက်ချိုးရီလို့ရတဲ့လူတွေပဲတိတဲ့အဆင့်ရှိတယ်နောက်အဆင့်မြင့်ရာရှိကြီးတွေပဲတိလို့ရတဲ့ဟာအဆင့်မြင့်ရာရှိကြီးတွေပဲတိလို့ရတယ်တိတဲ့တိလိုက်တဲ့အဆင့်စင်တွေရှိတဲ့ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့က ပြောလွယ်ဆိုလွယ်တွေနဲ့စီရေးစီရာတွေနိုင်ငံတော်ရဲ့ကာကွယ်ရေးလုံခြုံရေးကိစ္စတွေကိုအစိုးရကိစ္စတွေကျွန်တော်တို့မဝေဖန်ပါဘူးမဝေဖန်ရဲတာမဟုတ်ဘူးမဝေဖန်ရဘူးကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စမှာမဝေဖန်ရဘူးပူးပေါင်းဆောင်ရွက်လို့ရတယ်အကြံပြုလို့ရတယ်ဒါပေမဲ့တွားပြီးတော့ဒီလိုလိုင်းပေါ်ဒီမှာဟိုပြောဒီပြောတော့ပြောတောင်းပြောဝေဖန်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့တက်မလို့ဆိုရသည်လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေသူ့ရဲ့ ကက်အရေးကြီးဆုံးကိစ္စဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်ခင်ဗျာကျွန်တော်တို့နေပြည်တော်သွားတဲ့ခါမှာတို့လုံခြုံရေးသတင်းရလို့စစ်တဲ့ခါမှာအကုန်လုံးစစ်ဆန်ကလေးရက်ဆိုရက်ကလေးလမ်းစင်းလျှောက်ဆိုရက်ကလေးဒူးထောက်ဆိုထောက်ကလေးအာတွေ့မလုပ်ပါနဲ့ကိုရဟန်ကျွန်တော်လည်းမယုံနဲ့တပင်းကြီးပဲခင်ဗျာကျွန်တော်လည်းလုပ်ကမကျွန်တော်လည်းမသွားဘူးစီနီယာတိုင်းပဲကျွန်တော်တို့ကအဲ့လိုစိတ်တယ်ဗျကျွန်တော်တို့တက်မလို့သားတွေလုံခြုံရေးနဲ့ကာကွယ်ရေးဆောင်ရွက်နေရတယ်မှာအရင်ကြိုက်တယ်လို့စစ်ကြိုက်တယ်လို့စစ်ကျွန်တော်တို့အစ်စ်ခံတယ်သေးသေးချာချာခုံချပေးပြီးအဲ့ကစစ် ဥရင်းနဲ့ဒီ tire sign ထုတ်ပြရမယ်။သွားတဲ့နေရာတဲ့နေရာမှာအတ္တနိုင်ငံတော်ကိုချစ်ချင်အဲ့လိုပူးပေါင်းဆောင်ရွက်ကြတယ်ဗျ။နော်ဒါလေးကိုတော့ပြောချင်တယ်။တပ်မတော်ဆိုတာဒီလုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်ကိုဥထိပ်ပန်ဆင်ထားတယ်။အရေးကြီးဆုံးတာဝန်နှစ်ရပ်ကိုသူလုပ်နေတယ်။အဲ့ဒီကိစ္စတွေမှာသွားမဆွတ်ဖက်နဲ့မပြောနဲ့။အများတော့နိုင်ငံရေးသမားနိုင်ငံရေးလုပ်လုပ်လို့သတင်းသမားမှန်မှန်ကန်ကန်သတင်းလုပ်သတင်းလုပ်။အမှုပညာသမားအမှုပညာလုပ် celebrity celebrity လုပ်။သွားမရှုပ်နဲ့လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေကိုဒါကိုပြောချင်တာ။ကျွန်တော်တို့ကဒီကိစ္စတွေမှာဘာမှမပြောလို့သို့တော့မကောင်းတဲ့ဒုက္ခပေးနေတဲ့လူတွေကိုတော့ကျွန်တော်တို့ ပြောရပါလိမ့်မယ်เนาะကောင်းတာလုပ်နေတဲ့လူတွေကိုကျွန်တော်တို့ဘယ်တော့မှမဝေဖန်ဘူးပါဝင်ကူညီပံ့ပိုးသွားမယ်ဒါလေးပြောချင်ပါတယ်